တင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဇက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်များကြားတိုက်ပွဲဖြစ်ပြီးအကြံဖက်စစ်ခွေး၄ကောင်တေဆုံးက၄ကောင်ရှင်ဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်၆လက်နဲ့ခေယမ်းများလည်းတင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် စကိုင်းတိုင်းစကိုင်းနှုတ်နယ်မှာအကြံဘက်စစ်တပ်နဲ့တော်လှန်ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားပြီးတော့အကြံဘက်စစ်ကွေး၄កောင်တေဆုံးက၄កောင်အရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဒါပြင်လက်နက်၆လက်နဲ့ခေရန်များလည်းတင်ဆက်ရရှိခဲ့တယ်လို့တော်လှန်ရေးတရင်ရေးမြေများကပြောဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မနက်ပိုင်းကစကိုင်းတိုင်းစကိုင်းမြို့နယ်မြောက်ဘက်ခြမ်းအေယာရီမြကန်ဘေးမှာရှိတဲ့ချောင်းမကြီးရွာမှာထိုင်ချတပ်ဆွဲထားတဲ့ဂျမ်ဘက်စစ်တပ်နဲ့ပြည်သူ့ကားဝေးတပ်များကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဲဒီတိုက်ပွဲမှာဂျာမန်စစ်ခွေ၄កောင်တည်ဆုံးပြီး၄កောင်အရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဒါပြင်လက်နက်ခဲယမ်းများလည်းတင်းဆဲရရှိခဲ့ကြောင်းသိရပါတယ်ဇွန်လ29ရက်နေ့မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲကတိတ်ပြီးတော့မကြလိုက်ပါဘူးစစ်ခွေ၄កောင်ကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာရှိတယ်ဂျီစံနေလက်နက်တွေဂျီကအင်းကြီးတွေဂျီကအုပ်ထုပ်တွေလည်းရပါတယ်လို့တော်လိုင်းကြီးသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါဂျာမန်စစ်တပ်ဘက်ကတင်းဆဲရရှိတဲ့လက်နက်ခဲယမ်းများမှာ G3 လေးလက်နဲ့ MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်ဂျီကအုပ်ထုပ်9လုံးဤခွေးမှ9စုံ 5.56G အမျိုးအစား64တောင်းနဲ့ G3G 190တောင်းတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီနေ့ဇွန်လ29ရက်နေ့မှာပဲမင်းငွန်ဂျေးဝါမှာဂျမ်ဘတ်စတက်နဲ့တော်လိုင်းတပွဲအများတိုက်ပွဲဖြစ်ပွားပြီးတော့အဂျမ်ဘတ်စတက်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားတာကြောင့်မင်းငွန်ရွာတောင်ဂျေးဝါတို့မှာရှိတဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသနေပြည်သူများထပ်မံသိရပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကလည်းစကိုင်းမြို့နယ်ချောင်းမကြီးဂျေးဝါအနီးမှာပင်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းအဂျမ်ဘတ်စကောင်းစီတပ်ကအင်အားအလုံးရင်းနဲ့နေမြေရှင်းလေးရေလုံဆောင်လာတာကြောင့် ိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။လက်ရှိမှာအကြမ်းဖက်စကောင်းစီတပ်က2025ခုနှစ်ဧပြီလဝင်းကျင်မှာစတင်ပြီးစကိုင်းမျိုးနယ်အတွင်းမှာစစ်ကြောင်းများခွဲပြီးတော့ဒုစစ်ဆင်နေပြီးတော့အရဲသားများကိုဖမ်းဆီးတပြက်နေတဲ့ပြင်ဂျေးဝါနယ်ပြည်သူများရဲ့နေအိမ်များကိုမိရှုဖျက်ဆီးမှုတွေလုံဆောင်နေတယ်လို့သိရပါသည်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဒီတိတ်မျိုးနယ်မွဲလပီးရွာမှာတဆွဲထားတဲ့စစ်တပ်ရဲ့ကာကင်စခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်အကြမ်းဖက်စစ်ခွေ15ဦးထပ်မံနဲ့သေဆုံးပြီးတော့လက်နက်ခဲယမ်းတွေတင်ဆက်ရရှိတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ ချင်းပြည်နယ်ဒီတိတ်မြို့နယ်မော်လပီချေးဝမှာတပ်ဆွဲထားတဲ့စစ်တပ်ကကင်စကန်ဒုံးကိုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြံဖက်စစ်ကွေ15កောင်ထိ송ပြီးလက်နက်ခဲယမ်းတွေတင်စရာရှိခဲ့တယ်လို့ချင်းတော်လန်ရဲ့သတင်းရင်းမြစ်များကပြောဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့မှာဒီတိတ်မြို့နယ်တန်ရန်ရွာနယ်ခိုင်ကန်းချားမှာရှိတဲ့မော်လပီချေးဝမှာတပ်ဆွဲထားတဲ့အကြံဖက်စစ်တပ်ရဲ့ကကင်စကန်ဒုံးကိုကိုချင်းတော်လန်ရဲ့ပူပေါင်းတပွဲကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဒီကကင်စကန်ဒုံးကိုကိုယမန်နေ့ဇွန်လ28ရက်နေ့မှာချင်းတော်လန်ရဲ့တပ်ဖွဲ့များကပိတ်သက်သိမ်းပိုက်ရရှိခဲ့ပြီးတော့ အဲ့ဒီစကန်တိန်တိုက်ပွဲတွေမှာအချမ်းဘတ်စစ်ခွေ15ခေါင်းထပ်မနဲ့သိမ်းဆုံးကအရှင်ဖမ်းမိသူများလည်းရှိခဲ့ကြောင်းဒါပြင်တိုက်ပွဲတွေလက်နက်ခေရန်များလည်းဒိန်းဆဲရရှိခဲ့ကြောင်းသိရပါတယ်အခုတိုက်ပွဲဖြစ်တဲ့နေရာကဒီတိတ်မြို့နယ်တန်ရန်ရွာနယ်ခိုင်ခန်းကြမှာပါအဲ့ဒါကစစ်တပ်ကင်းချတဲ့စကန်ပေါ်အဲ့ဒီစကန်3ခုလောက်ချင်းတက်မတော်ကတင်လိုက်တယ်အချမ်းဘတ်စစ်ခွေ15ခေါင်းကျော်သိပါတယ်အရှင်ဖမ်းမိတာလည်းရှိပါတယ်အတိအကျတော့မသိရသေးဘူးလက်နက်ခေရန်တွေလည်းတင်းမိတယ်အခုအကုန်လုံးကိုမောင်းထုတ်လိုက်ပြီချင်းတက်မတော်ကထိုးစစ်လောက်တာပါ ဲဒီမှာစကွေးတွေကနောက်ဆုံးနောက်ဆုံးနဲ့အခုခိုင်ခိုင်ရွာအထိရောက်သွားပြီလို့သတင်းရထားတယ်လို့ချင်းတော်လန်ရဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုချင်းတော်လန်ရဲ့တပ်ဖွဲ့များကပူပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးအဲဒီတိုက်ပွဲများအတွင်းမှာချင်းတော်လန်ရဲ့တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တယ်လို့လည်းသိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာအကြမ်းဖက်စစ်တပ်ကိုတိုက်လေရင်နဲ့လက်နက်များရောင်းချနေတဲ့ဒေယုံလက်နက်ကုမ္ပဏီ AVIC မှယင်းနှောင်းနယ်မှုများကို Airbus ကပြန်လည်ရုပ်သိမ်းခဲ့တာဟာကြီးမားတဲ့အောင်ပွဲတစ်ခုလို့ GFN ကြွေးကြော်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် လက်ရှိမှာဥရောပလေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus ကမြန်မာအကြမ်းဖက်စစ်တပ်ကိုတိုက်လျင်နဲ့လက်နက်တွေရောင်းချနေတဲ့ဒီယုံလက်နက်ကုမ္ပဏီ AVNC ထံမှယင်းနှောင်းနှက်မှုတွေကိုပြန်လည်ရုပ်သိမ်းခဲ့ခြင်းဟာကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်တယ်လို့ Justice for မြန်မာကကြွေးကြော်လိုက်ပါတယ်။မြန်မာစေဟုစုကိုထောက်ပံ့ပေးနေတဲ့စီးပွားရေးလုပ်ငန်းများကိုရတန်းစေရတဲ့အတွက်ဒီယုံလေကြောင်းလက်နက်ကုမ္ပဏီဖြစ်တဲ့ Avitation Industry Corporation of China AVNC ရဲ့ယင်းနှောင်းနှက်မှုတွေကိုပြန်လည်ရုပ်သိမ်းရန်အတွက်တောင်းဆိုတဲ့ကမ္ဘာတဝှမ်းမှာရှိတဲ့ရပ်ဘက်ဖွဲ့စည်းများတပိတ်ဖွဲ့များ ်ကုန်သွယ်ရေးသမဂ္ဂတွေနဲ့လူဘုက္ခုများထံမှကြီးမားတဲ့ဖိအားပေးတောင်းဆိုမှုတွေရှိလာခဲ့ပြီးတဲ့နောက်ဥရောပရဲ့ APEX ကုမ္ပဏီကြီးဟာတရုတ်ရဲ့ဆက်လက်နက်ကုမ္ပဏီ AVI China ထံမှယင်းနှောင်းနှံမှုတွေကိုပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီဖိအားကရက်ဆက်ကြံကြုံမှုတွေမှာလောင်စာနဲ့ကူညီနေတဲ့ဇိုးဝါလာတဲ့ဂျိုးဆက်များရှိလာမှာဖြစ်ကြောင်းကို AVIC နဲ့တရုတ်ဆိုရအတွက်သတိပေးချက်တည်းရဖြစ်ခဲ့တယ်လို့ Justice for Myanmar ကသတိပေးပြောဆိုပါတယ်။ AVIC ဟာလေကြောင်းတိုက်ခိုက်မှုများမှာအုံပြုတဲ့စစ်လေယာဉ်များအပါအဝင် ဇလနဲ့များကိုမြန်မာဆဲဥစုထံဒီဇိုင်းမမတ်ရောင်းချထောက်ပံ့နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဆဲဥစုဟာဆိုပါ AVIC မှလေးရဲနဲ့လက်နက်ခဲယမ်းများအပါအဝင်၎င်းရဲ့မိဖက်နိုင်ငံတွေကနေရရှိတဲ့ဇလနဲ့တွေနဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကလေးတငယ်များအပါအဝင်အရသာပြည်သူများကိုဆက်လက်တိုက်ခိုက်တပ်ဖြတ်နေခြင်းလည်းဖြစ်ပါတယ်။ဒါပြင်စာတင်ကျောင်းတွေဈေးရုံဈေးကန်းတွေစပေးရှောင်းစကန်းတွေနဲ့ဘာသာရေးစာအုပ်များကိုပြင်မှတ်ထားတိုက်ခိုက်မှုတွေအပါအဝင်အကြံပတ်ဆဲဥစုရဲ့ရက်ဆက်ချမ်းကျုပ်တဲ့အကြံပတ်တိုက်ခိုက်မှုတွေကို AVIC နဲ့အဲ့ဒီကုမ္ပဏီခွဲတွေကလောင်စာဖြစ်ကူညီနေခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါပြင်တရုတ်နိုင်ငံဟာမြန်မာစစ်တပ်တို့ဆက်လက်နဲ့များစစ်ပတ်ရပ်ပတ်နှမျိုးသုံးပစ္စည်းများနေပညာများနဲ့လေကျင့်တင်ကြားမှုများကိုထောက်ပံ့ပေးရနေတဲ့အဓိကနိုင်ငံဖြစ်ရှိနေသေးပြီးတော့အဲ့ဒီကြံရပါမှုကိုလည်းဆုံးသက်ရမှာဖြစ်တယ်လို့ GFN ကထုတ်ပြန်ပါတယ်။လက်ရှိမှာ Airbus အနေနဲ့နောက်ထပ်ရေးရူဆောင်ရွက်မှုတွေကိုလုံဆောင်ရန်နဲ့ AVIR မြန်မာစစ်တပ်တို့ပံ့ပိုးမှုအားလုံးကိုဖျက်ဆီးရန် AVIC ပေါ်မှာရှိနေသေးတဲ့၎င်းရဲ့ဩဇာလွှမ်းမိုးနိုင်မှုကိုအသုံးပြုရန် သို့မဟုတ်ပါက AVIC နဲ့မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းများကိုပါတဘာတဲ့ရတန်းရန်တိုက်တွန်းတောင်းဆိုပါကြောင်းနဲ့ယခုလို Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုပြန်လည်ရုပ်သိမ်းခြင်းဟာကြီးမားတဲ့အောင်ပွဲတစ်ရပ်ဖြစ်ပေမဲ့တိုက်ပွဲဟာမပြီးဆုံးသေးဘူးလို့ JFN က3ပေးထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရေစကြိုးမှငိမ့်စားနေစစ်မှုတဟောင်းယုံမှအငိမ့်စားတက်ကြွကြီးထုံးအောင်ကိုဖန်ဆီးစဉ်ထွက်ပြေးသွားတာကြောင့်ဖြစ်ခက်ဖန်ဆီးရမှာတေသွားတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းရေစကြိုးမြို့နယ်ငိမ့်စားနေစစ်မှုတဟောင်းယုံမှ အငိမ့်စားတက်ကြက်ကြီးထုံအောင်ကိုဖမ်းဆီးစဉ်ထွက်ပြေးသွားတာကြောင့်ပြက်ကက်ဖမ်းဆီးရမှာသေသွားခဲ့တယ်လို့ရေစကြုံမျိုးနယ်ပြည်သူ့ကွယ်ရေးဖွဲ့ဘာကဖတာဝန်ရှိသူတအိုးကပြောပါတယ်ဒီကနေ့ဇွန်လ28ရက်နေ့မနက်9:00နာရီခန့်မှာရေစကြုံမျိုးနယ်ငိမ့်စားနေစစ်မှုတဟောင်းရုံးမှာတာဝန်ထမ်းဆောင်နေတဲ့အငိမ့်စားတက်ကြက်ကြီးထုံအောင်ဟာရေစကြုံမျိုးရင်းကိုဆိုင်ကယ်နဲ့ထွက်လာစဉ်မျိုးထွက်ရောက်မှာရေစကြုံဘာကဖရဲဘော်တွေကဖမ်းဆီးရမှာ၎င်းဟာထွက်ပြေးသွားတာကြောင့်ပြက်ကက်ဖမ်းဆီးရမှာသေသွားခဲ့တယ်လို့သိရပါတယ်မျိုးတွေကနေဆိုင်ကယ်နဲ့ထွက်လာတာကိုတားပြီးတော့အရှင်ဖမ်းတာ အဲလိုအရှင်ဖန်းနာကိုထွက်ပြေးလို့ပြစ်ခတ်လိုက်ရတာသူကတပ်ပတ်ကိုသွားဖို့ပဲအဒီဘက်ကတပ်သုံးတပ်ရှိတာဆိုတော့ဘယ်တပ်ကိုသွားဖို့လဲတော့မသိဘူးတရင်နေနဲ့ငိမ့်စားနေစမှုတဟောင်းရုံကိုကူးနေတာသူတယောက်တည်းပါပဲကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းခဲ့ပါတယ်လို့ရေစကြိုမျိုးနယ်ပြည်သူ့ကားွယ်ရေးဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်အဲ့ဒီသေသွားတဲ့တက်ချက်ကြီးထုံးအောင်ဟာရေစကြိုမျိုးနယ်ငိမ့်စားနေစမှုတဟောင်းရုံမှာတာဝန်ထမ်းဆောင်နေပြီးတော့၎င်းရဲ့ပထွေးစစ်ခွေးတွေအတွက်တက်တက်ကြွကြွလှုံ့ဆော်ပေးနေတာကြောင့်ရေယူရဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ညောင်တုံးမှာစကောင်းစီခန့်ဖြစ်သူစေအချင်းချင်းအုပ်စုပွဲဓာထုံးမှုဖြစ်ပွားခဲ့ပြီးအရာကိုရတပွဲကရေယူခြင်းမရှိတဲ့တရင်ကိုတက်ဆက်ပေးကြပါလိမ့်အေရရီတိုင်းညောင်တုံးမြို့နယ်မှာအကြမ်းဖက်စကောင်းစီခန့်ဖြစ်သူစေအဖွဲ့ဝင်အချင်းချင်းအုပ်စုပွဲဓာထုံးမှုတစ်ခုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ဒေသခံများထံကသိရပါလိမ့်ညောင်တုံးမြို့နယ်အမှတ်6ရပ်ကွက်မှာပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ညဆယ်နာရီခန့်ကအုပ်စုပွဲရိုင်းနှီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဖြစ်စဉ်မှာပြည်သူ့စစ်အဖွဲ့ဝင်အောင်လွင်ဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပေမဲ့ ်တရားခမ်းတွေကိုမျိုးမရဲစကန်းကရေယူကျဲမရှိဘဲလွန်လပ်စွာတော်လာခွင့်ပြုထားတာကြောင့်မျိုးကန့်များရဲ့ဝေဖန်ပြောဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။အရင်ကတည်းကရန်ညိုးရန်စာရှိခဲ့ကြတာ။အဲဇယင်းစစ်မဲ့အကြောင်းပြပြီးတော့အုပ်စုလိုက်ဝိုင်းရိုက်ကြတာ။စကေဘာတို့ဓားတို့နဲ့ထိုးခုတ်ကြတာ။မျက်နှာလည်းဓားနဲ့ခုတ်ခံရတယ်။လက်ရှိမှာမတက်တာဘူးလို့ညောင်နှုံးမျိုးအမတ်ချောင်းရက်ကွက်မှာနေထိုင်သူတဦးကပြောပြပါတယ်။အဲဒီလိုအုပ်စုဖွဲ့ရိုင်းနဲ့ဓားနဲ့ထိုးခဲ့တဲ့အဓိကပါဝင်သူတွေဟာပြည်သူ့စစ်ဖွဲ့ဝင်တွေဖြစ်တဲ့ဘိုးချက်၊တန်းစိုး၊ဖိုးငို ရာဇာမင်းစင်ကလာဝင်းဦး နိုင်လင်ဘော်ဒီနဲ့အောင်ကိုမင်းတို့ဖြစ်တယ်လို့ဒေသခံများကထုတ်ပေါ်ပြောဆိုပါတယ်။ဒါပြင်ဓာတ်နဲ့ထိုးခံရတဲ့ပြည်သူ့စစ်အဖွဲ့ဝင်အောင်လွင်ဟာလည်းဒဏ်ရာတွေပြင်းထန်ပြီးသတိမရတာကြောင့်မဟုပင်ခရိုင်စေယုံကနေရန်ကုန်စေယုံကြီးသို့လွှဲပြောင်းထားရတယ်လို့သိရပါတယ်။လက်ရှိမှာအဲ့လိုဓာတ်နဲ့ထိုးခံရတဲ့အောင်လွင်ကတရားလိုပြုလုပ်ပြီးတိုင်ကြားထားပေမဲ့လည်းညောင်တုံမျိုးမရဲစကန်းကရဲတွေဟာရေးယူဆောင်ရွက်ခြင်းမရှိဘဲနဲ့တရားခံများဟာမျိုးရင်းမှာလွတ်လပ်စွာသွာလာနေကြတယ်လို့မျိုးကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ညောင်ခါရှိစစ်စေးရေးကိန်းမှာအမျိုးသမီးနှစ်ဦးပြင်စတိုတွေနဲ့ဖမ်းခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဝေါ်မျိုးနယ်ညောင်ခါရှိစစ်ကောင်းစီစစ်စေးရေးကိန်းမှာအမျိုးသမီးနှစ်ဦးပြင်စတိုတနက်တင်နဲ့အတူဖမ်းဆီးခံရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ညနေ3နာရီကျော်ခန့်မှာဂျိုက်ထိုးဘက်ကနေဝေါ်ဘက်ချမ်းကိုမောင်းလာတဲ့တက္ကစီရင်တစည်းကိုစစ်စေးရေးကိန်းရောက်အစ္စရေးဆက်ကိုဖျက်ခိုင်းပြီးတော့စစ်ဆေးခဲ့ရမှာ။ကားထဲမှာလက်နက်တွေတွေ့ပြီးတော့ဖမ်းခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအမျိုးသမီးနှစ်ယောက်ကကယ်ရီတယ်လာတာတဲ့။ရန်ကုန်ရောက်ပို့ရမှာ။ ဖရာတုံးစုကနေတည်လာတာတလက်ကိုတဲကဘတ်6500ရရတယ်သူတို့ကိုယ်တိုင်ရောင်းဝယ်လောက်တာဖြစ်မယ်လို့ဖြစ်စင်ကိုသိရှိတဲ့ဒေသခံတဦးကပြောပြပါတယ်လက်ရှိမှာတော့အဲ့လိုလက်နဲ့တည်ဆောင်လာတဲ့အသက်40ကျော်အရွယ်နဲ့20ကျော်အရွယ်မျိုးသမီးနှစ်ဦးပါဝင်တက္စီရမောင်းဇော်မယောင်တို့ကိုစကောင်းစီဘက်ကချက်ချင်းဖမ်းဆီးပြီးတော့ဝေါ်မျိုးမရဲစခန်းဘက်သို့ခေါ်သွားတယ်လို့သိရပါတယ်ဒါပြင်ချမ်းမဲ့စကောင်းစီထောက်ခံတဲ့ Telegram တွေမှာတော့ညောင်ကားရှိစစေးရေးကိမ်းမှာတက္စီရင်ကိုစစေးရမှာဘင်းစတိုတနက်16လက် ်ဂျီအိမ်38ခုနဲ့ဂျီများပြားကိုဖမ်းမိထားတယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကလည်းညောင်ခါရှိစစရေးကိန်းမှာဆိုင်းကဲမောင်းနှင်လာသူတဦးကိုဆိုင်းကဲကာပါရီအောက်မှာတဲဆောင်လာတဲ့ပြစတိုတနက်ရှစ်လက်နဲ့တူဂျီစန်းတွေကိုတွေ့ပြီးတော့စကောက်စီတက်ကဖမ်းဆီးခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ကြတဲ့တင်ပြတဲ့များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပါတင်ဒေါ်လိုင်းဘတ်တော်သားများရဲ့တင်ပြများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။